မြန်မာပြည်ပေါ်တိုင်းသားညီကိုမောင်နှမများအကုန်လုံးမင်္ဂလာပါလို့ကျွန်တော်အနေနဲ့နှုတ်ဖတ်ဆက်သားလိုက်ပါတယ်။ဒီနေ့မှာတော့ TNL ကမဟာမိတ်များအပေါ်မှာအလေးအနက်ထားကြောင်းပြီးတော့ဇလင်းမျိုးနဲ့ပြည်သူ့ကာကွယ်ရေးတပ်အိမ်ပြန်ခရီးဆိုတဲ့သတင်းဆောင်မတွေကိုကျွန်တော်အနေနဲ့ဖတ်ကြည့်များဝေတင်ဆက်တော့မှာပဲဖြစ်ပါတယ်။ဆိုတော့ကငင်းကြရေးဆွေးနွေးမှုတစ်ခုအတွက်စစ်ကောင်စီရဲ့တောင်းဆိုမှုတွေနဲ့ပတ်သက်ပြီးတော့ဘုံမူကြီးတာပန်လာကမိုးကုတ်ကိုပေးနိုင်မလား။လို့လို့စင်အဲ့လိုမရှိသေးပါဘူးကျွန်တော်တို့အနေနဲ့အတူတူတိုက်ပွဲဝင်ခဲ့ကြတဲ့မဟာမိတ်တွေရဲ့အတံကိုလေ သတိထားရမှာဖြစ်တယ်လို့ကျွန်တော်တို့တိုက်ပွဲဝင်အောင်မြင်အောင်ဒီနေနေကနေပြီးတော့စစ်အာဏာရှင်တွေထွက်ခေါ်သွားအောင်ပူးပေါင်းဆောင်ရွက်ရမယ့်လူထုတွေရဲ့အတန်တွေကိုလေကျွန်တော်တို့အလင်းထားရမှာဖြစ်ပါတယ်လို့ပြောကြားခဲ့တယ်အဲ့ဒါကြောင့်မို့ဟိုဟာပေးနိုင်မလားဒီဟာပေးနိုင်မလားအဲ့လိုပုံစံမျိုးကတော့လောလောဆယ်မချိနိုင်သေးပါဘူးဆိုပြီးတော့သတင်းကချင်းလင်းဝင်းမှာပြောကြားထားတယ်စစ်အာဏာရှင်အမြင့်ပြည့်ရဲ့အတွက်တရားနယ်လေက NUG အပါအဝင်မဟာမိတ်များနဲ့ဆက်လက်လက်တွဲပြီးတော့ စိမ့်ပိုက်ထားသောမျိုးနွယ်များစစ်ကောက်စီထံသို့ပြန်ပေးရန်အစီအစဉ်မချီဆိုတဲ့ဆောင်းပါဆရာနာချင်းအမြင့်ပြည့်ရဲ့အတွက်တရားနာနေကအမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင်မဟာမိတ်များနဲ့ဆက်လက်လက်တွဲညီဖြစ်ပြီးစိမ့်ပိုက်ထားသောမျိုးနွယ်များကိုပြန်ပေးရန်မချီသေးကြောင်းတရားနာလေးတွေးဖက်အထွေထွေအတွင်းရင်မှုဒူးပုံမှုကြီးတာဘလာကယနေ့သတင်းစာချင်းနေမွေးမှာထုတ်ပေါ်ပြောဆိုခဲ့တယ်တရားနာလေးအနေဖြင့်စစ်အာဏာချင်းအမြင့်ပြည့်ရဲ့ကိုဆက်လက်ကြိုက်ဆွေးထားစေဖြစ်ကြောင်း ယခုအချိန်မှာစစ်အာဏာရှင် အမြင့်ပြည့်ရဲ့မလုံဆောင်နိုင်လျင်နောင်မျိုးစံများအထိအပြေးရလိုက်ဆွေးနွေးလိုက်တိုက်ပွဲပြန်ဖြေလိုက်တဲ့သံတရာကလေပန်းတွေမှာဖြစ်ကြောင်းကိုဘုံမူကြီးတာမလာကချင်းပြခဲ့သည်ဘုံရန်သူစစ်အာဏာရှင်အမြင့်ပြည့်ကိုကျွန်တော်တို့မဟာမိတ်တွေ NUG အပါအဝင်ဆက်လက်လက်တွဲတော့ပါမယ်ကျွန်တော်တို့မျိုးစံမှာဒါကိုမလုံနိုင်ခဲ့ရင်နောင်လာမင်းနောင်လာနောင်သားတွေအတွက်ဒါကိုဆက်လက်ပြီးတော့ခံရမှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုလည်းဆိုထားတယ် လက်တော်တီအန်အန်တွေကတိုက်ပိုက်ထားသောမျိုးနွယ်များကိုစစ်ကောင်စီထံသို့ပြန်ပေးရန်တရုတ်နိုင်ငံရဲ့ဖိအားများရှိနေသောကြောင့်လည်းပြန်ပေးမည်မဟုတ်ကြောင်းပြည်သူလူထုအနေဖြင့်တက်တက်ကြွကြွဥပောက်ပါဝင်ပေးကြရန်အရေးကြီးကြောင်းသူကဆက်လက်ပြောကြသည်လာဂျိုမျိုးလိုမဖြစ်ရသောပြည်သူတွေကတက်တက်ကြွကြွပါဝင်ပေးကြပါမျိုးကကာကွယ်ရေးတပ်တွေမှလည်းပြည်သူတွေပူပေါက်ပါဝင်ပေးကြပါဟုသူကဆိုသည်လက်ရှိတွင်ငလျင်းလေးအတွက်မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အနေဖြင့်အပြစ်ခတ်ရစရဲ့ကြေညာခဲ့သည့်အတွက်ထိုးစစ်ဆင်မီမဟုတ်ပေ ကုကံကာကွယ်ယုံသတ္တတာဆောင်ရမည်ဖြစ်ကြောင်းတရားနာလျက်နှင့်ပြည်မိမိတို့တိုင်ပိုက်ထားသောမျိုးနွယ်များမှပြည်သူများ၏စာဝတ်နေရေးနှင့်လူချုံရေးတွေကိုအထူးအလေးထားကြောင်း၎င်းကဆက်လာပြီးတော့ပြောဆိုသည်ပြီးတော့ဇလိမျိုးနယ်ပြည်သူကာကွယ်ရေးတပ်အိမ်ပြန်ခရီးဆိုတဲ့တည်င်းဆောင်မှာအဲ့မျိုးတိုင်တပ်ပွဲမှာဇလင်ကပါဖာကရေးပေါ်ချီဦးကအသက်ပေးလူခေပြီးတော့တပ်ပွဲဝင်တွေရဲ့အိမ်ပြန်ခရီးကိုဒေသခံပြည်သူတွေကဝမ်းပန်းကြတာနဲ့နှွေးထွေးစွာကြိုဆိုခဲ့တဲ့ဆိုတဲ့တည်င်း အဲမျိုးသိမ့်တိုက်ပွဲမှာအာရခတ်တော်အေရနအတူလက်တွဲတိုက်ပွဲဝင်ခဲ့တဲ့စလင်းမျိုးနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာစစ်စေရေးတာဝန်နဲ့ပြီးဆုံးတဲ့အတွက်အမိမြေတို့ပြန်လာခဲ့ကြရဒေသခံပြည်သူတွေကဝမ်ပန်းတတာနဲ့နေတွင်းစွာကြိုဆိုခဲ့ကြတယ်လို့အဲ့ဒီအဖွဲ့ရဲ့မေလာ၃ရက်နေ့ကထုတ်ပြန်ချက်အရာတရားပါတယ်စလင်းမျိုးနဲ့ပြည်သူ့ကာကွယ်ရေးတပ်တပ်ဖွဲ့ကရေးပေါ်အင်အားတရာကျော်ဟာအမျိုးသိမ့်တိုက်ပွဲအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နပါခသိမ့်တိုက်ပွဲစစ်စင်ရေးတွေမှာလည်းမဟာမိတ်တိုင်းတပ်ဖွဲ့တွေအပါအဝင်အာရခတ်တော်အေအန်အတူ လက်တွဲတိုက်ပွဲဝင်ကတာဝန်ခြေပေါ်သောထမ်းဆောင်ခဲ့တယ်လို့ဖော်ပြထားတယ်။အဲမျိုးသိန်းတိုက်ပွဲမှာစလင်းမျိုးနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲဘော်ခြေဦးဟာဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသေးအတွက်အသက်ပေးလူခဲ့ရပြီးရဲဘော်တဦးကပိုလက်အင်လာတဲ့ဆုံးချောင်းခဲ့ရပါတယ်။အမီးမြေအိမ်ပြန်ခရီးမှာသူတို့တွေကိုဒေသခံမိဘပြည်သူတွေကဝမ်ပန်းတသာကြိုဆိုပြီးတော့ဂုံပြူခဲ့ကြပြီးကြားဆုံးလေပြီးတော့ရဲဘော်တွေကိုအလေးပြုဥညွတ်အပ်ပါတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ကြားဆုံးနေပြီးတော့ရေပေါ်များကိုဒီနေရာကနေပြီးကျွန်တော်အနေနဲ့ကလည်းဦးညွန်းကာရဝါပြုပါတယ်ဆိုတော့ကအခုလို၄င်းစင်နေတိုင်းတက်နေတဲ့မြန်မာနိုင်ငံရဲ့စည်ရသတင်းအခြေအနေတွေကိုຢາດတော့သတင်းတွေပဲဖြစ်ဖြစ်သတင်းချေပဲဖြစ်ဖြစ်ဖတ်ချူများဝယ်တင်ဆက်နေတဲ့အတွက်မိတ်ဆွေတို့အနေနဲ့ share တစ်ချက် comment တစ်ချက် like တစ်ချက်နဲ့ကူညီအားပေးကြပါလို့ပြောရင်ဒီဗီဒီယိုဖိုင်ကိုဒီနောက်မှာပဲညီကုန်းချုံအဆုံးသတ်ပါတယ်ဟုတ်ကဲ့ပါဒီဗီဒီယိုဖိုင်ကိုကြည့်ရှုနေကြတဲ့မိဘပြည်သူများစိတ်အီးရှမ်းသာခြင်း ိုးဤကျမ်းမာခြင်းပေါ်တဲ့ပြည်စုံနိုင်ကြပါစေလို့ကျွန်တော်အနေနဲ့ဆုမွန်ကောင်းတောင်းရင်အားလုံးဂါရဝပါဘိုင်ဘိုင်